ြင့်မှန်တစ်ချက်ယခုမိတ်ဆွေတို့ကို မျှဝေပေးမှာကတော့မိမိတို့ရဲ့ဘဝမှာ အကောင်းမြင်စိတ်ထားတတ်ဖို့နဲ့ဘဝမှာမိမိပြုမှုနဲ့အတိုင်းမိမိဆက်ဆံပြုဆိုတဲ့အတိုင်းဖြစ်ပေါ်လာတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးစိတ်နေစိတ်ထားတတ်ဖို့ဆရာချမ်းကြီးဟန်တာဝရီရဲ့မှတ်သားဖွေကြင့်မှန်တစ်ချက်ဆိုတဲ့ဆောင်းပါးလေးကို မျှဝေပေးပါမယ်။တရားမှုန်တိုင်းမှာတံပြန်တရားမှုန်ရှိပါလေ။မိမိကတပါးသူကို အဆိုးမြင်ရင်အဆိုးရလည်းပဲရပါလိမ့်မယ်မိမိကတပားသူကိုအကောင်းမြင်ရင်အကောင်းရလည်းပဲရပါလိမ့်မယ်မိမိကတပားသူကိုယုံကြည်ထိတ်သူလို့မြင်ခဲမိရင်တပားသူကလည်းမိမိကိုယုံကြည်ထိတ်သူလို့မြင်လာပါလိမ့်မယ်လူတို့ရဲ့လုပ်ငန်းဆောင်တာတည်းရဲ့အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့လူတို့ရဲ့စိတ်ကူးဆန္ဒမျောလင်းချက်တွေနိုင်ငံကံပတ်အဆုံးသတ်လှပစေဖို့ဆိုတာသူ့ရဲ့လူတွေနဲ့ပတ်သက်ပြီး အရာရာကိုရှုမြင်သုံးသက် ဆုံးဖြတ်ချက်ရှာတဲ့ပုံမှာမုန်တီနေတယ်လို့ဆိုရမှာပါ လူသားတွေဟာမိမိဘဝမှာလူတွေနဲ့ပတ်သက်ပြီးထိတွေ့ခံစားနေရတဲ့အကျက်အတည်းတွေပฏิပတ်ကဖြစ်စဉ်ဖြစ်ရတွေလောဘဒေါသမာမာနတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့စိတ်အလိုမချမ်းမှုတွေနာတာခံခက်တဲ့အညိုးအာဃာတွေဟာမိမိဘဝတိုးတက်ရာတိုးတက်ကြောင်းလမ်းမထက်အဟံ့အတားတွေဆိုတာပြောနေဖို့မလိုတော့ပါဘူး ဒါတွေဟာမိမိအနာဂတ်လမ်းကြောင်းပြောင်းသွားအောင်နှောင့်နှေးကြံ့ကြာစေမဲ့နဖူးတွေဒုတွေကိစ္စရပ်တွေပါပဲ။ကောင်းပြီဒါဆိုရင်ဒီအမိတ်တိတ်စိတ်နေစိတ်ထားပြောက်ွေလွန့်ပါရလေအောင်မိမိစိတ်ရင်းကိုဘာနဲ့စီးနှောင်ကြမလဲ။ဒီမေးဖို့အတွက်အဖြေကအစင်သက်ရှိပြီးသားပါ။အဲ့ဒီအဖြေကတော့လူတိုင်းလူတိုင်းအကောင်းမြင်စိတ်နားလေခွန့်လွှတ်စိတ်ထားရှိကြဖို့ပါပဲ။လူတို့ဦးတယောက်ဘို့အကောင်းမြင်စိတ်တဲ့ထားရှိဖို့ဆိုတာ အစပထမတော့ခက်ခဲပင်ပန်းပါလိမ့်မယ်ဒါကိုတဖြည်းဖြည်းကြိုးစားပြီးကြင့်ကြံဆောင်ရွက်ကြမယ်ဆိုရင်အောင်မြင်မှာကတော့သေချာပါပဲမိမိစိတ်ကိုမိမိကပြန်တတိပေးမကောင်းတဲ့စိတ်နေစိတ်ထားတွေကိုဆေးကြိုတိတ်ရှို့လိုက်တဲ့အခါမြင်သာနုံညံ့တဲ့အကောင်းမြင်စိတ်တဲ့ကအနာဂတ်အတွက်ဘွားကနေပေါ်လာမယ်ဆိုတာယုံကြည်လိုက်ပါနောက်ပြီးဖြစ်ရတစ်ခုပေါ်မှာကိုတွေးလိုက်တဲ့အတွေးတွေက positive လား negative လားဆိုတာ မိမိအပေါ်မိမိမြင်တဲ့အမြင်အသိနဲ့သက်ဆိုင်ရှက်ကူးနေတယ်ဆိုတာငင်းမရတဲ့အချက်တည်းဆိုတာသိဖို့လိုပါတယ်။ဒီအကောင်းမြင်စိတ်နဲ့ပတ်သက်ပြီးဇလံလေးတစ်ခုကိုပြောပြရှင်ပါတယ်။ခန္ဓာလှတဲ့မြို့တစ်မြို့ကိုသွားရောက်လေပတ်တဲ့ခီးသွွားဣသည်တဝူဟာအဲ့ဒီမြို့ကိုရောက်ခါနီးလမ်းဘေးမှာထိုင်နေတဲ့အဖိုးတို့ကိုတွေ့တော့ဒီလိုမေးလိုက်ပါတယ်။အဖိုးဒီမြို့မှာနေတဲ့လူတွေကဘလို့အကျင့်စရိတ်ရှိကြလဲ။အဲ့ဒီအခါအဖိုးကပြန်ပြောပါတယ်။ ဧကွေမောင်ရင်မဲတဲ့မဲခွန်းကိုမဖြစ်ခင်မောင်ရင်ကိုမဲခွန်းတစ်ခုလောက်ပြန်မဲရှင်တယ်မောင်ရင်နေတဲ့မြို့ကလူတွေရဲ့အကျင့်စရိတ်ကရောဘလို့ရှိတလေလို့ပြန်မဲလိုက်ပါတယ်ခီးသွားပုဂ္ဂိုလ်ကသူတို့တွေလားတိတ်ကစီးနေကြတယ်ယုံကြည်စရာလေးမကောင်းဘူးဘလို့မှသဘောကျစရာကောင်းတဲ့လက္ခဏာမရှိကြဘူးလို့ပြန်ဖြေပါတယ်အဖိုးကလည်းပြန်ပြောလိုက်ပါတယ်အေးမောင်ရင်သွားလိမ့်မယ်မြို့မှာနေကြတဲ့လူတွေက မောင်ရင်တို့မျိုးကလူတွေရဲ့အချင်းစရဲနဲ့အတူတူပါပဲလို့အဖိုးအိုကပြန်ဖြေလိုက်ပါတယ်အဖိုးအိုမှတ်ချက်စကားကြောင့်ခီးသွားဧတ္တဟာအဲ့ဒီမျိုးကိုဆက်မသွားတော့ပေခီးစဉ်ကိုဖျက်သိမ်းလိုက်ပါတော့တယ်မကြမ်းမီမှာနောက်ထပ်ခီးသွားဧတ္တတရအဲ့ဒီမျိုးကိုရောက်လာပြီးမြို့မှနေတဲ့လူတွေအကြောင်းစိုးစိုးကအဖိုးအိုကိုမဲပြန်ပါတယ်အဖိုးအိုကလေခီးသွားဧတ္တရဲ့မြို့မှနေတဲ့လူတွေရဲ့အချင်းစရဲကိုမဲပြန်ပါတယ်ဒီအခါခီးသွားဧတ္တကအဖိုး ကျွန်တော်တို့မြို့မှာနေတဲ့လူတွေကသဘောကောင်းကြတယ်ယောသားပြုစင်ကြတယ်စေတနာလေးကောင်းကြပြီးလုံလဝိရိယလေးရှိကြတယ်အခုကျွန်တော်နေတဲ့မြို့ကနေဒီမြို့ကို အရန်လေပတ်ရှင်စိတ်ရှိလို့သာလာရတာကျွန်တော်ကတော့ကျွန်တော်တို့မြို့ကိုအရန်လွမ်းနေမိနေလို့ခီးသွာအစ်တွေကပြောလိုက်ပါတယ်အဖိုးကအေးအဖိုးအိုတို့မြို့ကလူတွေကလေမောင်ရင်တို့မြို့ကလူတွေတော့ပါပဲလို့ဆိုလိုက်ပါတော့တယ်ဇလန်းလေးကတော့ဒီလောက်ပါပဲ ဒီဇလန်းမှာ ပထမခྱི་သွားဧတေကအကောင်းမြင်စိတ်ရှိသလားဒုတိယခྱི་သွားဧတေကအကောင်းမြင်စိတ်ရှိသလားဘသူကအကောင်းမြင်စိတ်ရှိတယ်ဆိုတာမိတ်ဆွေတို့သဘောပေါက်မှာပါလူတွေဟာသူတို့ကိုအခြားသူတွေမြင်တယ်လို့အခြားသူတွေကလည်းမြင်တတ်ကြပါတယ်ဒီလိုဆိုမိမိကိုမိမိမေးခွန်းပြန်ထုတ်ကြည့်ဖို့ကြိုးစားကြည့်ပါမိတ်ဆွေဟာအခြားသူကိုအဆိုးမြင်ခဲ့ရင်အခြားသူကလည်းမိတ်ဆွေကိုအဆိုးမြင်မှာပါပဲဒါမှမဟုတ်မိတ်ဆွေဟာ အခြားသူကိုအကောင်းမြင်ခြင်းရင်အခြားသူကလေမိတ်ဆွေကိုအကောင်းမြင်မှာမလွဲပါဘူးမိတ်ဆွေကအခြားသူကိုယုံကြည်ရင်အခြားသူကလေမိတ်ဆွေကိုယုံကြည်ဖို့ဝမ်းမလဲပါဘူးနယူတန်ရဲ့နိယာမလိုပါပဲတဲရောက်မှုတိုင်းမှာတံပြန်တဲရောက်မှုတွေရှိတယ်ဆိုသလိုပါပဲအလားတူပဲမိတ်ဆွေဟာအခြားသူကိုဝေဖန်ခဲ့ရင်အခြားသူကလေမိတ်ဆွေကို ဝေဖန်ပါလိမ့်မယ်မိတ်ဆွေကအခြားသူကိုဂယုနာတရားနဲ့ကျင်နာမှုကိုပြခဲ့ရင် အခြားသူကလေမိတ်ဆွေကိုဘယုနာတရားနဲ့ကျင်နာပါလိမ့်မယ်အဆိုးအကောင်အကျိုးအကြောင်းတွေအကုန်လုံးဟာကျင့်မှန်တစ်ချက်လိုပါပဲမှန်တစ်ချက်ကိုကြည့်လိုက်ပါမိမိကိုမိမိပြန်မြင်တာကိုမြင်တွေ့ရပါလိမ့်မယ်ဣတိမလွေလုံးဝအုတ်တုံတူညီနေတာကိုအမှန်အတိုင်းမြင်တွေ့ရပါလိမ့်မယ်မှန်တစ်ချက်ကို လိညာဖုံးကွယ်လို့မရပါဘူးအဲ့ဒါလိုပါပဲလူသားတွေဟာ မိမိကိုမိမိလိညာဖုံးကွယ်လို့မရပါဘူးမိမိမှာ စိုးညစ်တဲ့မကောင်းတဲ့စိတ်ဓာတ်တွေရှိမရှိမိမိမှာနှောင့်ယှက်တဲ့အကောင်းမြင်စိတ်ဓာတ်ရှိမရှိဆိုတာမိမိကိုမိမိဆန်းစစ်ဝေခွေသုံးသပ်နိုင်ပါလေမှန်တစ်ချက်ကြည့်ရတယ်လို့ပါပဲကဲမိတ်ဆွေတို့ဒီစာစုလေးကိုနားဆင်ပြီးရေမိမိဘလို့စိတ်နေစိတ်ထားနေရင်ထဲတည်ရှိနေတယ်ဆိုတာသိရအောင်မှန်တစ်ချက်ကိုသာမြေကြည့်လိုက်ပါတော့အဆုံးထိနားဆင်ပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျမိတ်ဆွေတို့ရဲ့အမြင်ကိုလေးကိုမမမက်ဆက်ပေးတာနိုင်ပါတယ်ဗျ ပင်သမ ्या ကိုဆက်လက်နားဆင်နိုင်ရန် subscribe လုပ်ထားနိုင်ပါတယ်ဗျာ